အားလုံးပဲမင်္ဂလာပါလို့เนาะကျွန်တော်အကောင့်လေးကြည့်ပြီးတော့မကြီးအချိန်ဆရာအခက်အခဲရှိတော့အခက်အခဲရှိတော့သူများအတွက်ကျွန်တော်ပို့ချတယ်ကျွန်တော်သင်ခန်းစာလေးကြည့်ပြီးလေ့လာနေသူများအတွက်အဲကျွန်တော်ဟို Doing Basula D2 ဟောတော့ C D E F G A B D ကျွန်တော်ကော့ကိုင်နီးတွေလက်ခတ်တချို့ပြပြီးပြီအဲ့မှာမှာ IC ရဲ့အဆက် D ရဲ့အဆက်အဲ့လိုလေးလာမယ်เนาะဘာလို့လဲဆိုတော့ minor 7တို့ minus 6တို့ major တို့ dim နဲ့တို့ plus တို့အဲဒီ code guide လေးပြဖို့ရှိပါသေးတယ် အဲ့လေကျွန်တော်ပြင်တင်ဆက်ပြပါမယ်လို့အခုကတော့ကျွန်တော် minor scale လေးတစ်ခါကျွန်တော်တင်ထားဘူးလေခင်ဗျာကျွန်တော်အကောင့်အများကြီးရတယ်ဆိုသိမယ်အဲ့ minor scale လေးကိုဘယ်လိုသုံးချတီးရမလဲဆိုတော့အတူလေးပေါ့နော်ဒါလေးချင်းလို့လည်းရအောင်ဒါလေးကိုကျွန်တော်ဖြတ်ပြီးတော့ပြခြင်းနဲ့နော်ဒါ solo D ရင်းနဲ့အခြေခံလေးချင်းနေတဲ့ဒီလေးတွေအဆင်ပြေမယ်လို့ထင်ပါတယ်နော်အဲ့ဒါလေးကိုကျွန်တော်က online ဖြစ်ပြီးတော့ပြကြပါတယ်နော် solo ဖန်တီးတာလေးမှာ minor လေးမှာတီးတဲ့ move လေးကိုပေါ့ကျွန်တော်ပြပေးမှာနော် ဲ့တော့ကျွန်တော်တို့က A minor ပေါ့နော် A minor ကတော့ခပ်ပြတာပါပဲနော် A minor ဟိုကြည့်နေတဲ့သူတွေဆိုတော့ဒါ A minor ဒီ call တော့ပြီးလောက်ပြီးထင်ပါတယ်နော်ဒါ A minor လည်းပါပေါ့နော် A minor ရောကျွန်တော်တို့က minor scale လေးပြတာနော်အဲ့ minor scale ထဲမှာမှကျွန်တော်တီးရမယ်ဟို minor mood လေးပေါ့နော်ဒါကျွန်တော်ကျွန်တော်ကကျွန်တော်စဉ်းစားထားလေးပေါ့နော်ဒါကျွန်တော်ဒါလေးပြပြအောင်နော် နော်ဘယ်ဘက်တည်းဒီလိုရတဲ့ခါလဲပြီးပြပါမယ်နော်အဲ့တော့လက်ကွက်လေးကိုကျွန်တော်အရင်ပြမယ်နော်လက်ကွက်လေးက1 2 3 4 5 flat ကလည်းရည်လိုက်5ခွက်မြောက်နော်အဲ့ဒါဆိုရှင်းပါလိမ့်ပါလက် flat ကလည်းရည်လိုက်5ခွက်မြောက်ပါ5ခွက်မြောက်ကတကျူးကိုလက်ညှိုးနဲ့ပြီးမယ်ပြီးတော့5ခွက်မြောက်တကျူးကိုလက်ညှိုးနဲ့ပဲပြီးမယ်နော်နော်ဟုတ်ပါပြီဒီမှာတော့ဒီအောင်တော့ down up ပဲသွားမယ်เนาะ down up 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 ပဲသွားမယ်เนาะအဲ့တော့ဒါစရင် down up စရင်ပေါ့เนาะ down up ပေါ့เนาะ ဟုတ်ပြီနော်ဒီပါတော့ပြီးလို့ရှိရင်ဒီနှစ်ခွက်ရပြီနော်လက်ညှိုးလေးနဲ့ပဲပြီးပါတော့တော့အပြီးရင်ရှစ်ခွက်မြောက်ကဲနှစ်ကျိုးလက်တန်းနဲ့ပြီးပါတော့နော်ပြီးငါးခွက်မြောက်ကဲတစ်ကျိုးပဲလက်ညှိုးနဲ့ပြန်ပြီးပါနော်နော်အာနော်အဲ့ဒါဒီရပြီနော်ပြီးရင်ရှစ်ခွက်မြောက်ကဲတစ်ကျိုးကိုလက်တန်းနဲ့ပြီးမယ်ပြီးငါးခွက်မြောက်ကဲတစ်ကျိုးပဲလက်ညှိုးနဲ့ပြန်ပြီးမယ်နော်ပြီးရင်ရှစ်ခွက်မြောက်ကဲနှစ်ကျိုးလက်တန်းနဲ့ပြီးမယ်နော် ပြီးငါးခွင့်မြောက်ကနှစ်ကျိုးပဲလက်ညှိုးနဲ့ပြန်ဖိမှာနော်နော်ဒါဒါလေးတိကျပါတို့ဟုတ်ပြီနော်အဲ့ဒီရပြီနော်ပြီးရင်ရှစ်ခွင့်မြောက်ကသုံးကျိုးလက်တန်းနဲ့ဖိမှာနော်ပြီးရင်ခုနှစ်ခွင့်မြောက်ကသုံးကျိုးလက်တကြွနဲ့ဖိမှာပြီးငါးခွင့်မြောက်ကသုံးကျိုးကိုလက်လက်ညှိုးနဲ့ဖိမှာနော်ပြီးရင်ခုနှစ်ခွင့်မြောက်ကအဲလေးကျိုးလက်တကြွနဲ့ဖိမှာနော်နော်အဲ့ဒီတိကျပါနော် ကြီးရပြီပြီးရင်ဆက်ပြီးတော့ငါးခွက်မြောက်ကဲသုံးချိုးလက်ညှိုးနဲ့ဖြေပါနော်နော်အဲ့မှာဥမာငါးခွက်နဲ့၆ခွက်ကိုပြောစလားလေးပြီးလိုက်တာပေါ့လက်ကလေးလေးနဲ့နော်ပြီးရင်လက်စကြွယ်ဖြေမယ်လေးချိုးမြောက်ကဲခုနှစ်ခွက်လေးချိုးရဲ့ခုနှစ်ခွက်မြောက်ကိုပေါ့နော်လက်စကြွယ်နဲ့ဖြေလိုက်မယ်နော်နော် ည်း live ပြောထားတယ်ချင်းမှတင်ပါတယ်နော်ကျော်ပြေးပြေးလေးတိပြပါဘလူးတီးလို့ရတယ်ဆိုမှုလေးကြောင့်သဘောပြပါတယ် စီပြီးတော့ဆိုတော့တီးတော့မယ်ညီလေးကြီးအခြေခံသမားရဲ့လေ့ကျင့်နည်းနည်း level မြင့်တဲ့သူတွေကဘလို့တီးလို့ရလဲဆိုတော့မှုလေးပြအောင်ဟောတာကျွန်တော်ဒီအာမိုင်လာမှုအတူလေးပေါ့နော်မိုင်လာထဲမှာတီးတဲ့မှုအတူလေးအာကျွန်တော်ပြပေးတာဖြစ်ပါလေလို့အစားအရာကျွန်တော်ရဲ့သင်ခန်းစာလေးတွေကြည့်ပြီးတော့လေ့ကျင့်နေတဲ့ညီကောင်တော်ကလည်းအစားအရာအဆင်ပြေပါဘူးနော်ဆိုတော့ဂီတာလောကလေးကိုလည်းရောက်ရှိလာနိုင်ပါလေလို့ကျွန်တော်ဆုတောင်းမေတ္တာပို့တာရင်းနဲ့အားလုံးစိတ်နှလုံးချမ်းမြေ့ပါလေဂီတာချစ်တဲ့ဂီတာချစ်တဲ့ညီကောင်တော်များကို ကျွန်တော်ဆုတောင်းမေတ္တာပို့သားတယ်ကျွန်တော်တခြင်းလေးပြန်ဆိုဖို့လုပ်နေပြီကျွန်တော်တခြင်းလေးတွေအဆက်မပြတ်ကျွန်တော်တင်ဆက်ပါမယ်အဲ့ဒါလေးလည်းချစ်ခြင်းအပြည့်ကျွန်တော်ဝင်ရအပြည့် share ပေးကြပါဦးကျွန်တော်ကာကွယ်ပြုပါတော့အားလုံးအားရအဆင်ပြေပါစေ